မင်္ဂလာပါ Greenhouse ကကြိုဆိုလိုက်ပါတယ်ဒီနေ့ review လုပ်မယ့်အိမ်ကတော့ဒီအိမ်ကြီးပဲဖြစ်ပါတယ်ဒီအိမ်ကြီးကတော့ရောင်းမှာပါမိကမျက်နှာစာ62ဘေးဘေးပင်ည48ဘေးပေါ်မှာတိဆောက်ထားတဲ့ Master Bedroom ကြီးပဲ၄ခန်းပါတဲ့အိမ်လေးပဲဖြစ်ပါတယ် ညီမျိုးစားကလည်းခိုင်မာတယ်အချာနီ30ခွင့်ကြပြီးသားညီလေးဖြစ်တယ်ဈေးလေးပါတခါလေးပြောတော့မယ်သိန်း6800နဲ့ဈေးဖွင့်ထားပါဗျာအဲ့တော့ဒီအိမ်ရဲ့အေကန်လေးဖြစ်တဲ့သူ့ရဲ့အဝင်တကားပေါက်ဆိုရင်လည်းတော်တော်လေးကျဲတာတွေ့ရတယ်ပြီးတော့ကျွန်းတကားတွေနဲ့ကြီးပဲလှုပ်ပေးထားတယ်အိမ်လေးကတော်တော်လေးလဲဟိုက်မြင့်နေစီလင်းလင်းဝါလေးဆိုလည်းသူတေးသေးချာချာလေးလှလှပပလေးလေးလှုပ်ထားတာကိုတွေ့ရတယ်အောက်ထပ်မှာဆိုရင်မစတာဘရွန်နှစ်ခန်းရှိတယ်နော်တခန်းလေးကိုအရင်လိုက်ပြပေးမယ် မာစတာဘက်ရုံခန်းလေးတွေကလည်းတော်တော်လေးကျဲတာတွေ့ရတယ်ပြီးတော့ဒီမှာရေချိုးခန်းအိမ်သားလေးလေးဆိုရင်လည်း तू ကတည်တည်တက်တက်လေးနဲ့တည်တည်ချာချာကိုလှုပ်ပေးထားတဲ့ခန်းလေးဒီဘက်ကလည်းမာစတာဘက်ရုံအခန်းလေးပဲဟိုဘက်ကအခန်းနဲ့အတူတူပဲဖြစ်လို့မပြတော့ဘူးเนาะ तू ကလေကခွင်းရဲ့အောက်လေးမှာလည်း common toilet လေးလေးတစ်ခုပါတယ်ဒီဘက်မှာ dining နဲ့ kitchen room လေးပါမယ်เนาะ ဒီရဲ့အဓိကနေရာထဲမှာလည်းဒီလေကားလေးလဲပါတယ်လေကားကတော်တော်ကြီးကိုကျဲတယ်လေကားရဲ့ဘေးပပက်လင်မှာဆိုရင်လည်းမီးလေးတွေအကုန်လုံးသူအလှဆင်ထားတယ်အခုလောလောဆယ်ကတော့မီးပြက်နေလို့မီးလေးတွေဖွင့်မပြတော့ဘူးနော်အဲ့မှာက Master Baron နှစ်ခန်းနဲ့ဖယားကန်းအကျယ်ကြီးတစ်ခန်းထားထားတယ်သုံးခန်းထားထားတယ်ပေါ့နော် Master Baron အခန်းကိုအရင်ဆုံးလိုက်ပြပေးမယ်ဒါလေးကအပေါ်ရက်က Master Baron လေးခန်းဒီခန်းလေးကလည်းတော်တော်ကျဲကျဲလေးဖြစ်တယ်တည်တည်တက်တက်လေးနဲ့ လောက်ထားပေးတယ်เนาะဒီအခန်းလေးကိုလည်းအင်းရှင်ကလေတော်တော်စေတနာကောင်းတဲ့မီးခလုတ်လေးတွေကစားသူတည်တည်တတ်တတ်လေးတွေနဲ့လှုပ်ပြီးထားတွေ့ရတယ်เนาะဒါကတော့ဒီအင်းရဲ့ဖျားကန်းလေးပဲဖြစ်တယ်သူကလေလေဝင်လေထွက်ကောင်းအောင်လို့ဆိုပြီးတော့ဗရင်ပေါက်တွေဆိုတာလည်းအများကြီးတက်ပေးထားတယ်။ချန်ကင်းဆိုလည်းကိုရီးယားပကေးတွေခင်းပေးထားတယ်။အပေါ်မှာလည်းသူမီဆိုင်လက်လာလေးတက်ပေးထားတယ်နော်။ဖျားကန်းလေးကိုတီးတီးတန်တန်ဖြစ်အောင်ဆိုပြီးတော့သူက slide တကားလေးနဲ့လည်းလုပ်ပေးထားတယ်။ ။ဒါလေးကကားပါကင်နေရာဖြစ်တယ်။တကားကြီးကလည်းပေ20တကားကြီးနဲ့တေးသေးသက်သက်ထိုးမယ်ဆိုရင်ကား3စီးလောက်ထိုးလို့ရတယ်အကျယ်ကြီးပဲ။နေရာလေးကမန္တလေးကနေလာမယ်ဆိုရင်လည်းနီးတယ်။ပြင်းလို့မြို့ပေါ်ကိုသွားချင်တယ်ဆိုရင်လည်း10မိနစ်လောက်နဲ့ရောက်တဲ့နေရာဖြစ်တယ်။မြေခိုင်မာမှုလည်းအားကောင်းတဲ့နေရာလေးဖြစ်လို့ဒီရင်လေးကိုစိတ်ဝင်စားရတဲ့ဆိုရင်ကျမတို့ရဲ့ dream house ကိုဆက်သွယ်လိုက်ပါရှင်။